အလုံးမင်္ဂလာပါ Yes Sport TV ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ် Club World Cup ဆိုတဲ့နာမည်ကဒီအပိုင်းအရန်နာမည်ကြီးနေပါတယ်ဆိုတော့လက်ရှိမှာပြိုင်ပွဲကလည်းစတင်လို့နေပြီအရင်လုံးကလည်းဒီ Club World Cup ဆိုတာကရှိခဲ့ပေမဲ့အခုလောက်ထိနာမည်မကြီးခဲ့ဘူးတင်းတွေကလည်းတိတ်ပြီးတော့ give site ခဲ့ဘူးအခုကြမှာဘာလို့ give site နေရလဲပေါ့နော်ဒီနေ့မှာ Club World Cup ကဒါ format အတင်းနဲ့ဖြစ်တယ်အတင်းပေါင်း32တင်းပါဝင်တယ်သက်ဆိုင်ရာတိုက်ကြီးများအလိုက်ကနေပြီးတော့မှပြီးခဲ့တဲ့ဒီ3လနှစ်တာအတွင်းမှာခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တဲ့အတင်းတွေက Club World Cup မှာဝင်ရောက်ကစား ာခွင့်ရရှိနေတယ်။ကလပ်ဘုတ်ကကိုဒီဂျွန်လ14ရက်နေ့ကနေစတင်ပြီးတော့ကျင်းပလို့နေပြီ။ဇူလိုင်လ13ရက်နေ့မှာတော့ဒါပြီးမယ်ပေါ့နော်။ဒါအိရှန်နိုင်ငံအဖြစ်အမေရိကန်နိုင်ငံကလက်ခံပြီးတော့မှကျင်းပနေတယ်။စုစုပေါင်း1ဘီလီယံလောက်ဒေါ်လာစုကြီးတွေရှိပြီးတော့ဒီအနိုင်ရရှိတဲ့အတင်းကတော့အမေရိကန်ဒေါ်လာ125သန်းအထိရရှိနိုင်မှာဖြစ်တယ်။ဆိုတော့ရှိသမျှကလပ်ကွန်ပီတီရှင်းတိုင်းမှာတော့ဒါဟာအများဆုံးပမာဏလို့ပြောလို့ရတယ်။ဆိုတော့ဒါကြောင့်မလို့လေအတင်းတိုင်းကပေါ့နော်ဒီပြိုင်ပွဲမှာနိုင်ဖို့အတွက်အားတက်တရောဖြစ်နေကြတယ်လို့တော့ကျွန်တော်မြင်တယ်။ဘာလို့လဲဆိုတော့ဒီလူခေါ်ရာတော်မှပဲဒီကလပ် ဘောကအတွက်ဆိုပြီးကြီးပဲပြီးတော့မှအမိပေါ့နော်ခေါ်ယူခဲ့တာမျိုးတွေရှိတယ် group A ကနေပြီးတော့မှ group HD အုပ်စု၈ခုရှိတယ်ဘယ်သွင်းနေပါလဲဆိုလို့ရှိရင်ခုနကျွန်တော်ပြောခဲ့သလိုပဲသက်ဆိုင်ရာတိုက်ကြီးများအလိုက်ရဲ့ဒီ Champion League ပြိုင်ပွဲတွေကပြီးခဲ့တဲ့၃လနှစ်တာအတွင်းမှာခြေသွမ်းကြီးစားကောင်းပြီးပြသခဲ့တဲ့အသင်းတွေပါဝင်လို့နေတယ် group ခွဲခြားပုံကတော့ဒီလိုမျိုးဖြစ်ပါတယ်အရင်နဲ့မတူဘဲနဲ့ထူးခြားတဲ့ပုံစံဖြစ်တဲ့အပြင်ဒါအရင်ကတည်းကလည်းပုံပြီးတော့ခက်ခက်နန်းနာရှိလို့သွားပြီးစုကြီးငွေကလည်းပုံပြီးတော့မှများလာတဲ့အပြင်ကမ္ဘာနေရာအသီးသီးကအကြီးမားဆုံးဆိုတဲ့အသင်းကြီးတွေပဲဝင်ပြီးတော့ မှာတီးရမယ်ပွဲဖြစ်ပါတယ်ဆိုတော့ကြီးလို့ကောင်းမယ်ဆိုတာကတော့အသေးချပါပဲဆိုတော့ဘယ်သင်းချန်ပီယံဖြစ်မယ်လို့ထင်လဲကိုကြိုက်နေတတ်တဲ့အသင်းတွေကိုအောက်ကမှတ်ချက်မှာဝင်ရောက်ပြီးတော့မှဆွေးနွေးသွားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ